အမားတို့မြန်မာနိုင်ငံမှာအစည်းအဝေးတွေးကြိုရှိတဲ့လူတွေကစေစုံနဲ့တကူကြော်ပြီးဆိုလို့ရှိရင်ဒါကြောက်ကနောက်ဆက်တွဲပျက်စီးတတ်တာတွေကလည်းရှင်တွဲတတ်နေတော့ကိုကိုရာကအဲ့လို creatinine ဆိုတဲ့ဒီကြောက်ကကထုတ်လုပ်တဲ့ပေါ့နော်သွေးတွင်းအညစ်အကြေးတွေကတက်လာနေပြီကြောက်ကလောအောင်အောင်ကျလာပြီကြောက်ကအာနဲ့တဲ့အဆင်ပေါ့နော်ရှိနေပြီဆိုလို့ရှိရင်တော့မမတို့ဒါပိုတက်ဆီယမ်ကျွဲဝတဲ့ဟင်းနွယ်ကိုရောသတိပြုပြီးစားတဲ့နဲ့ရောပိုတက်ဆီယမ်နည်းအောင်လို့လည်းဆရာမကပြောလိုက်တဲ့ရင်းနှွေးဖြောပြီးချက်တာမျိုး အဟင်းနှုံးနဲ့ကြည်ရည်တွေကိုတပတ်တစ်ခါလောက်ပဲတောက်တာမျိုးပေါ့နော်အဲ့လိုမျိုးတောက်ပြီးတော့နောက်တစ်ခုကကြတော့ဒီကြောက်တယ်တဲ့ဓမားတွေမှာပေါ့နော်ဒီရင်နွေးဖျောချက်တဲ့အပြင်မှာအမားတို့ကဒီအောက်ဆလိတ်စတုန်းတွေကိုလေဆုံးရှုံးမှုနေရာလို့တွဲဖက်စားတဲ့နဲ့စားတော့ပုံစံရှိတယ်ကိုရဲ့စီးကြောက်တဲတဲ့ဟင်းနှုံးတွေလည်းစားတဲ့ဒီအောက်ဆလိတ်စတုန်းဆိုရက်အောက်ဆလိတ်ကြောက်တွေကိုလည်းမတည်ချင်ဘူးဆိုရင်ကယ်လ်ဆီယမ်ပါဝင်တဲ့အစားအစာတွေနဲ့ဟင်းနှုံးတွေကိုတွဲစားရင်တော့ပိုကောင်းတယ်။အနောက်နိုင်ငံတွေမှာဆိုလို့ရှိရင်တော့အမားတို့ဟင်းနှုံးတွေကိုလေသူက cheese တို့ဒိန်ချင်တို့နူတို့နဲ့ Spanish ကိုအဲ့လို Italy စားစာပုံစံမျိုးကိုတွဲဖက်စားကြတယ်။မြန်မာနိုင်ငံမှာတော့ဒီလို no rooting gene တို့ဒင်ငယ်တို့နဲ့မချက်ချင်ဘူးဆိုလို့ရှိရင် calcium ပါဝင်တာကအယိုးပါဝါစားလို့ရတဲ့ငါးလေးတွေပေါ့။ဥမာငါးတလဲတို့ကြောင့်နဲ့ဟင်းနွယ်တွေတုံးနဲ့အဲ့လိုမျိုးတွဲစားမယ်ဆိုလို့ရှိရင်တော့ဒီကယ်လ်ဆီယမ်ကနေပြီးတော့ဥလန်းချောင်းမှာအမတို့ဒီအောက်ဇက်လိတ်တွေကိုသွားပြီးတော့ပေါင်းလိုက်တာပေါ့ပေါင်းလိုက်တဲ့အတွက်ကြောင့်မလို့ဒီအစာဥလန်းချောင်းကနေစုပ်ယူပြီးတော့ဒီစီးလန်းချောင်းကနေပြီးတော့အမတို့မစွန့်ထုတ်အောင်လို့အောက်ဇက်လိတ်ချော့ချတဲ့စားသုံးမှုပုံစံဖြစ်ပါတယ်